တော်လိုင်းတော်ဝင်များကိုထမ်းဆောင်ရင်းပြည်သူ့ကာကွယ်တပ်မတော်တာဝီခန်တရင်မှတ်၃ကရဲဘော်၃ကြာဆုံးခဲ့မြန်မာ Defense 4ကကြာဆုံးရဲဘော်၃ဦးအတွက်အမိန့်ပြန်တမ်းပြန်ဆိုခြင်းနဲ့အလေးပြုခြင်းအခမ်းအနားပြည်သူ့ကာကွယ်တပ်မတော်တာဝီခန်အမှတ်၃တရင်မြန်မာ Defense Force အနေနဲ့ တရင်ကရဲဘော်၃ယောက်ကြာဆုံးခြင်းအတွက်အမိန်ပြန်တန်းပြန်ဆိုခြင်းနဲ့အလေးပြုခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ပေးခဲ့ကြပါတယ်။2024ခုနှစ်နိုဝင်ဘာလ10ရက်နေ့ညပိုင်းမှာတာဝီခဲအမတ်၃တရင်ရဲ့မိုင်းရဲဘော်ရန်နိုင်ကိုပိုင်အမတ် P12926165 နဲ့ခြေမုံရင်ရဲဘော်မျိုးလေးကိုပိုင်အမတ် P2380230 7လို့ဟာ တရင်ကပြည့်တဲ့တော်လိုင်းတာဝန်များကိုထမ်းဆောင်ရင်းမြင့်မြတ်စွာအသက်ပေးကြဆုံးသွားခဲ့ရတာပဲဖြစ်ပါလေ။ဒါပြင်2024ခုနှစ်နိုဝင်ဘာလ17ရက်နေ့ညပိုင်းမှာလည်းတော်လိုင်းတာဝန်များကိုထမ်းဆောင်ရင်းတာဝီခရိုင်အမှတ်3တရင်ရဲ့ချီမုံရေးရဲဘော်မုံတိုင်းကိုပိုင်မတ် P23A02328 ဟာလည်းချီမုံရေးတာဝန်များကိုလုပ်ဆောင်ရင်းမြင့်မြတ်စွာ အသက်ပေးလူကြဆုံးသွားခဲ့ရတာလေဖြစ်ပါလေ။ အသက်ကိုဆုံးပြီးတော်လည်တာဝန်ကြီးဆွဆွန်းတမန်ထမ်းရွက်ခဲ့တဲ့ကြာဆုံးရဲဘော်တွေကိုတာဝီခရအမှတ်သုံးတရင်နဲ့ပြည်သူ့ကာကွယ်တပ်မတော်ကရဲဘော်တွေအားလုံးကဂုံယူအလေးပြုကြောင်းတရင်ကထုတ်ပြန်ထားခဲ့ကြလေဖြစ်ပါလေရဲဘော်တို့ဟာနယူတော်လည်ကာလာရှောက်တရင်ကပေးတဲ့တာဝန်များကို ကြီးကြီးပွားပွားထမ်းဆောင်ခဲ့ပြီးဖြစ်သည်ရဲဘော်တို့ဟာအီမိတ်စာကိုထုတ်ပြန်သည့်နေ့မှစပြီးတရင်တပ်ဖွဲ့နဲ့မတ်သက်ဆိုင်လို့ကြောင်း အမိန်ပြန်လဲထုတ်ပြန်လိုက်သည်ရဲဘော်တို့ဒီတာဝန်တွေကိုထားခဲ့ပါတော့ရဲဘော်တို့ရဲ့မပြီးပြတ်သေးတဲ့တော်လိုင်းရေးတာဝန်မြောက်ကိုကျွန်တော်တို့ကြံရှိတဲ့ရဲဘော်ရဲဘက်များကမြို့တော်လိုင်းရေးအောင်မြင်သည့်အထိဆက်လက်ထမ်းဆောင်တော်ပါမယ်လို့ကတိသက်စာပြုလိုက်ရပါတယ်ကြာဆုံးခဲ့ရတဲ့ရဲဘော်တို့ကောင်းရာသူကတိလာပါစေလို့မြန်မာ defense force ကထုတ်ပြန် ထားခဲ့တာလည်းဖြစ်ပါတယ် ရားဝတ်သုံးကကြာဆုံးချိန်မှာတော့အသက်20ကျော်အရွယ်လေးဒါရှိနေသေးရလေဖြစ်ပါတယ်ကျွန်တော်တို့ကဒီမှတ်တမ်းတွေကိုတင်တိုင်း20ကျော်အသက်အရွယ်ကပို့ပြီးတော့များပြားလာပါတယ်ဒီအသက်အရွယ်လေးရင်းနဲ့တိုင်းပြည်ရဲ့တာဝန်တွေကိုထမ်းပူထားတဲ့ဝတ္တရားတွေကတော့ကြီးမားလွန်ခဲ့ပါတယ်ဒါပေမဲ့လည်းရွေးဦးတော်လိုင်းမှာရရနေရတွေကနေပါဝင်နေကြရင်နောက်ဆုံးချိန်မှာတော့တော်လိုင်းရဲ့လန်ခူးလက်မှာပဲ မင်းမြတ်စွာ အသက်ပေးသူကြာဆုံးသွားခဲ့ရပြီလေဖြစ်ပါတယ်။ဘသူကမှတော့ကြာဆုံးခြင်းမှမဟုတ်ပါဘူး။တော်လိုင်းကြီးကိုစလုပ်ကလေးကနောက်ဆုံးတနေ့တော်လိုင်းကြီးအောင်မြင်ခဲ့ရင်ငါတို့ဘာတွေလုပ်ကြမလဲ။ငါတို့ဘာတွေဖြစ်ကြမလဲဆိုတဲ့စိတ်ကင်းနဲ့တော်လန်ခဲ့ကြတာဖြစ်ပါတယ်။ငါတို့ဟာတော်လိုင်းအောင်တဲ့တနေ့ကျရင်လက်ငတီကိုပေးချပြီးအေးစေးငြိမ်းချမ်းစွာ နေသွားကြတဲ့လူတွေဒီတော်လိုင်းကြီးကိုလုံနေကြတာဖြစ်ပါတယ်။ ။ဒါပေမဲ့လည်းလက်နက်ကင်တော်လန်ရေးဆိုတာအသက်တွေနဲ့လောင်းကြီးချက်ဒိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။အဲဒီကြောင့်တော်လန်ရဲ့လမ်းခုလက်ဒီမှာကြဆုံးသွားခဲ့တဲ့အချိန်မှာတော့ကျွန်တော်တို့အားလုံးကဘယ်တော့မှမေ့မသွားကြဘူးလို့အပ်ပါတယ်။ဒီလိုသူရဲကောင်းတွေကိုမမေ့လျော့သွားဖို့အတွက်လည်းကျွန်တော်တို့ support ပေးရဲမြန်မာကအလင်းနီဗျူဂုံပြူမှတ်တမ်းတင်နေရလဲဖြစ်ပါတယ်။ကျွန်တော်မတန်းတင်ရခြင်းဟာမြန်မာတော်လိုင်းရလက်တခုနဲ့မရခဲ့ကြအောင်တမိုင်းရဲ့စာမျက်နှာတွေမှာ ထင်ကြံရေးစေခြင်းလိုပဲဖြစ်ပါတယ်။ဘိနေကံပြည်သူနဲ့တူတရားတဲ့ဘက်ကနေလက်နက်ကိုင်တော်လန်ရင်မြက်စွာ အသက်ပေးလူကြဆုံးသွားခဲ့ရတဲ့ရဲဘော်ရန်နိုင်ရဲဘော်မျိုးလေးရဲဘော်မုံတိုင်းတို့ဟာကျွန်တော်တို့စပုတ်ပြီးရဲ့မြန်မာမှာလည်းအလေးနီးပြူမှတ်တမ်းတင်လာရပါတယ်။အေဝရီရဲ့ဆွန်လွန်နေနာခံပေးဆက်ခဲ့ရမှုတွေအတွက်ကျွန်တော်တို့အားလုံးနဲ့အတူဒီနေ့ဦးတော်လိုင်းသမိုင်းကမေတော်မှမိသွားလိမ့်မည်။ဟုတ်ပါ။ကြာဆုံးခဲ့ရတဲ့ရဲဘော်တို့ကောင်းရာသူပတိလာပါစေ။ ်မြေဦးတော်လိုင်းမှာကြာဆုံးခဲ့ရတဲ့သူရဲကောင်းအာဇာနည်ရဲ့အကြောင်းကိုကြေကွဲဝမ်းနဲ့ဂုဏ်ယူလေးစားခြင်းများစွာဖြင့်အလေးနီပြုမှတ်တမ်းတင်နေတဲ့စပုတ်ပီရဲ့မြန်မာ YouTube channel ကိုနားဆင်နေကြရတာပဲဖြစ်ပါတယ်။စပုတ်ပီရဲ့မြန်မာ YouTube channel ကိုကြည်ရင်တော်လိုင်းမှာတောက်တနေရာကြီးကနေပါဝင်နေကြဖို့ကိုလည်းကျွန်တော်တို့အားလုံးကတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ မြင်းမြတ်စွာကြာဆုံးခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေကိုမှတ်တမ်းတင်ကပီးမော်ကွန်းထိုးနေရခြင်းဟာမြမတွင်ဦးတော်လန်ဟင်းမှာရဲဘော်ရီရဲ့အသက်တွေဘဝတွေအိမ်မက်တွေကိုစွန့်လွတ်ပေးဆက်ခဲ့ရပြီးတိုက်ယူခဲ့ရကြောင်းတမန်ရဲ့စာမျက်နှာတွေမှာမှတ်တမ်းတင်ထားခြင်းလိုပဲဖြစ်ပါတယ်။ကြာဆုံးခဲ့ရတဲ့သူရဲကောင်းတွေကိုဘယ်တော့မှမမေ့ပါနဲ့။မြမနိုင်ငံရဲ့ရဲမှာ Federal Democracy နိုင်ငံပေါ်ထွန်းလာရေးအတွက် အဖိနိကံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နက်ကံရွယ်ပဲဖြစ်စီလက်နက်မကံရွယ်ပဲဖြစ်စီတိုက်ပွဲဝင်နေကြတယ်ပြည်သူကာကွယ်ရေးဘော်များအတွက်ထောက်ဖို့ပြည်သူများအနေနဲ့ရရနေရာတွေကနေအုတ်တချက်တဲတွင်းအနေနဲ့အမြဲမပြတ်ပါဝင်နေရဖို့ကိုလည်းစပုတ်ပြည်သူရဲ့နေမှာကတိုက်တွန်းလိုက်ရပါတယ်အရေးတော်ဘုံအောင်ရမည်